ယူကရိန်းစစ်ပွဲအတွင်းရုရှားဘက်ကနေကိုင်ကြီးတိုက်ခိုက်ပေးခဲ့ပြီးတည်ဆောင်းခဲ့တဲ့မြောက်ကိုရီးယားစစ်သားတွေအတွက်အထိမ့်မဲ့အဆောက်အုံတစ်ခုကိုစတင်တည်ဆောင်းနေပြီဖြစ်တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီကအော်တိုဝါ24ရက်ကဖော်ပြခဲ့ပါတယ်။တိုက်ခိုက်ရေးဆွမ်းရည်အထိမ်းမက်ပြားရိုက်လို့နာမည်ပေးထားတဲ့ဒီအဆောက်အုံကိုပျော်ရွှင်မြို့တော်မှာတည်ဆောက်သွားမှာဖြစ်ပြီးဒီအဆောက်အုံတည်ဆောက်မှုမှာအုံမြင့်ချအခမ်းအနားကိုမြောက်ကိုရီးယားကောင်ဆောင်ကင်ဂျွန်အွန်နဲ့မြောက်ကိုရီးယားနိုင်ငံဆိုင်ရာရုရှားတန်အမတ်တို့တက်ရောက်ခဲ့ပါတယ်။ဒီပြားရိုက်ဟာစစ်မှန်တဲ့မြို့ချစ်ပုဂ္ဂိုလ်တွေရဲ့ထာဝရရှင်တန်နိုင်မှုကိုရည်စူးဖော်ပြတဲ့အထွတ်မြတ်ထားရနေရာတစ်ခုဖြစ်တယ်လို့ကင်ကပြောကြားခဲ့ပါတယ်။ ရုရှားဘက်ကနေကိုငြိတိုက်ခိုက်ပေးခဲ့တဲ့မြောက်ကိုရီးယားစစ်သားတွေအနက်600ခန့်အသေဆုံးပြီးထောင်ချီထရာရခဲ့တယ်လို့တောင်ကိုရီးယားကပြောကြားခဲ့ပါတယ်။ကျွန်တော်တို့ရဲ့သူရဲကောင်းတွေကစိုးရွားပြီးနာစီလိုလာတဲ့ကျူးကျော်သူတွေကိုနှိမ်နှင်းခဲ့ပါတယ်လို့ကင်ကပြောကြားခဲ့ပါတယ်။ဒါပြင်မြောက်ကိုရီးယားနဲ့ရုရှားရဲ့ဆက်ဆံရေးဟာတမိုင်းဝင်အမြင့်ဆုံးနေရာအထိမြင့်တက်နေပြီဖြစ်ကြောင်းလည်း၎င်းကပြောကြားခဲ့ပါတယ်။ မြန်ကိုရီးယားကရုရှားဘက်ကအမြင်ရှိနေမှာပါကျွန်တော်ရဲ့ခင်မင်မှုနဲ့ဇီလုံးညီညွတ်မှုဟာထာဝရတည်ရှိနေမှာပါလို့ကင်မကပြောကြားခဲ့ပါတယ်အခုတည်ဆောက်မဲ့အထိမ့်မဲ့အဆောက်အအုံမှာဓာတ်ပုံတွေတပ်ပွဲကိုပုံဖော်ထားတဲ့အမှုပညာလက်ရာတွေအပါအဝင်ရုရှားအတွက်တိုက်ခိုက်ပေးခဲ့တဲ့မြန်ကိုရီးယားစစ်သားတွေကိုရည်စိုးတဲ့ပပူးရုပ်တွေပါဝင်လိမ့်မယ်လို့ဆိုပါတယ်ဒီအဆောက်အအုံတည်ဆောက်ရေးအတွက်အုံမြင့်ချအခမ်းအနားကိုမြန်ကိုရီးယားနိုင်ငံဆိုင်ရာရုရှားတပ်အမတ်အလက်ဇန်းဒားမက်ဆီဂိုရာနဲ့ရုရှားတယုံကအရာရှိတွေတက်ရောက်ခဲ့တယ်လို့ KCNA ကဖော်ပြခဲ့ပါတယ် ဒါပြင်ရုရှားမှာတည်ဆုံခဲ့တဲ့မြောက်ကိုရီးယားစစ်သားတွေရဲ့မိသားစုဝင်တွေနဲ့အတူမြောက်ကိုရီးယားအစိုးရနဲ့စစ်ဘက်အရာရှိတွေလည်းတက်ရောက်ခဲ့ပါတယ်။မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာကထုတ်ပြန်တဲ့ဓာတ်ပုံတွေမှာကင်ဟာအခမ်းအနားကိုတက်ရောက်လာတဲ့မြောက်ကိုရီးယားစစ်သားတွေကိုပွေဖက်ပြီးနှုတ်ဆက်နေပုံတွေကိုမြင်တွေ့ရပါတယ်။